ရပါရှင်။ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ရွှေစင်းနှုံးတွေမြင့်တက်အောင်ပြုလုပ်တယ်ဆိုပြီးအောင်သမားတွေရွှေဆိုင်ပန်ရှင်ပါဝင်ရွှေဆိုင်ပန်ရှင်နဲ့ကုန်တယ်ဆဲဦးကိုစစ်ကောင်စီကဖန်ရန်ထုတ်လိုက်ပါတယ်။တင်ငန်းညီနောင် viewers scan ကိုသိမ့်ပိုင်လန်းခဲ့မှုမှာကရင်တော်လိုင်းအောင်မြင်မှုတင်ကြတာ ဖြစ်တဲ့အတွက်အမောင်းမခံနိုင်ပဲစုပေါင်းကာကွယ်ရန် KNL ဗိုလ်မှူးချုပ်ကတတိပေးလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ပြည်ရင်းမှာရွှေစင်းနှုံးတွေမြင့်တက်အောင် ပြုလုပ်တယ်လို့ဆိုပြီးအောင်သမာတိရွှေဆိုင်ပိုင်ရှင်ဦးအောင်ဆန်းဝင်ဇွဲတဲ့ရွှေဆိုင်ဝိဆိုင်ရွှေဆိုင်နဲ့အကယ်ဒမီရွှေတန့်စင်လုပ်ငန်းအပါအဝင်ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုံတွေ၁၀ဦးကိုစစ်ကောင်စီကဇွန်လ၂ရက်နေ့ညပိုင်းမှာဖမ်းရမ်းထုတ်လိုက်ပါတယ်။ ပြည်တွင်းမှာမေလ30နဲ့အခောက်ရွှေတစ်ကြက်သာငွေကျပ်59သိန်းအထိမြင့်တက်သွားချိန်မှာစစ်ကောင်စီကရွှေကုန်တန်နဲ့ပွဲစား22ဦးကိုဖမ်းဆီးစစ်ဆေးခဲ့ပြီး၎င်းတို့ရဲ့ထွက်ဆိုချက်ရဆိုကရွှေဆိုင်ပန်ရှင်နဲ့ရွှေကုန်တန်10ဦးကိုစစ်ကောင်စီကဖမ်းရန်ထုတ်လိုက်တာလည်းဖြစ်ပါတယ်။လာဖမ်းတဲ့အချိန်မှာလည်းအိမ်မှာမရှိလို့ဆိုပြီးရွှေဆိုင်နဲ့အိမ်တွေပါချက်ပိတ်လိုက်တယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီကဖမ်းရန်ထုတ်တဲ့ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုံတဲ့၁၀ဦးကိုဖမ်းဆီးရရှိဖို့အတွက်လှုပ်ဝက်စာသတင်းပေးဖို့ဖို့ကိုလည်းစစ်ကောင်စီရဲ့ဝါဒပြန်မီဒီယာတွေကနေတဆင်ထုတ်ပြန်ကြေညာထားတာလည်းဖြစ်ပါတယ်စစ်ကောင်စီကရွှေဆိုင်ပိုင်ရှင်တွေကိုဖမ်းရန်ထုတ်ပေမဲ့လည်းစစ်ကောင်စီကဝန်ကြီးတသက်ခိုင်ရဲ့ရွှေဆိုင်ဖြစ်တယ်ရွှေနန်းတော်ပါဝင်စစ်ဘုတ်ချုပ်တွေနဲ့ပတ်သက်တဲ့ရွှေဆိုင်တွေကိုတော့တစုံတရာအေးအေးယူခြင်းမရှိဘဲဆက်လက်လောက်ကန်ခွင့်ပြုထားတာကိုလည်းတွေ့ရပါရဲ့ရှင်။ ကရင်ပြည်နယ်တရဲတဘောကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ကောက်ခရိုင်မြို့နယ်ဒေါနာတောင်ပေါ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းရှေ့တိုးရန်ကြိုးစားတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား6ဦးထက်မနည်းသေးကတနက်6လက်ကိုတင်ဆက်ရရှိခဲ့လို့တော်လန်သတင်းမြစ်ကပြောပြပါရယ်။ဇွန်လတရနေ့မှာကောက်ခရိုင်မြို့နယ်ခလရ69တရင်နဲ့စကခစနစ်တရင်တို့ကဟောင်ဝေစာလက်နက်ကြီးတွေနဲ့ပစ်ခတ်ကအင်အားလုံးရင်းနဲ့ရှစ်ဆက်တိုးလာခဲ့တာကြောင့် တော်လဲပူပေါင်းတပ်ဖွဲ့တွေဘက်ကခုခံတက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သား6ဦးထက်မနည်းဟာတေသွားတာဖြစ်ပြီးတနက်6လက်ကို သိမ်းဆဲရရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဒေါ်လာတောင်ချေတောနော်ရေတကွန်ကျော်ဖျားကုန်းနီးမှာရက်တက်နေဆက်ဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားအချို့မှာငှက်ဖျားရောဂါခံစားနေကြရတယ်လို့လည်းဆိုပါတယ်။မြောက်ရီမြို့ကိုစစ်ကူပို့ရန်အတွက် ဒူးချုပ်ဒူးဘိုချုပ်မူကြီးစိုးဝင်းကိုရန်ကုတ်ခဲ့တယ်လို့ဆိုတယ်။နိုင်ငံတော်ဆင့်အောင်စရဆက်ဆက်ရေးလို့အမည်ပေးကအင်အားရာထောင်ချီအသုံးပြုခဲ့တဲ့စကြောင်းဟာဧပြီလ9ရက်နေ့ကနေစတင်ကဖန်အန်နဲ့မော်လမန်ကနေခြေတက်လာခဲ့ရမှာအမှတ်31ဘီဟာလောက်ခန့်နဂါဖြူစကြောင်းကြားဖြူစကြောင်းမာတီရိုတာဒရုန်းတပ်ဖွဲ့ဖေ့စ်ဝင်းဒရုန်းတပ်ဖွဲ့နဲ့ရောဘင်ဟုဒ်ရော့ကက်တို့အဖွဲ့ကပူးပေါင်းကခုခံတိုက်ခတ်နေတာလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်နယ်တိုင်းတစ်ပေါက်ကိုတက်ဆက်ပေးကြပါရစေ။ရခိုင်ပြည်စစ်တွေမြို့နယ်ဗျိုင်းဖြိုကြီးရွာက အပြစ်မဲ့အရက်သား42ဦးကိုစစ်ကောင်စီကအစုလိုက်ပြုံလိုက်တပြက်လိုက်ပြီးအလောင်းတွေကိုဖျောက်ပစ်လိုက်တယ်လို့စစ်တွေမြို့ကန်တွေကပြောပြပါရယ်မေလ29ရက်နေ့မှာပြိုင်းမြို့ကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့တွေရာနဲ့ခြေဝင်ရောက်လာပြီးရွာထဲကတကြီးရွယ်အုပ်နဲ့ကလေးငယ်တွေကလွဲပြီးအမျိုးသားတွေအားလုံးကိုဖမ်းဆီးထားတာလည်းဖြစ်ပါရယ်လက်ရှိမှာအမျိုးသား200ခန့်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးစစ်ဆင်နေပြီးဇွန်လ1ရက်နေ့မှာပြိုင်းမြို့ကြီးရွာထဲမှာဖမ်းဆီးချုပ်နှောင်ခံထားရစေ လူငယ်မျိုးသားအများပြားရှိနေသေးပြီးတချို့ကိုစစ်ကောင်စီတရင်တွေကိုစစ်ကားတွေနဲ့ခေါ်ယူသွားတယ်လို့လည်းသိရှိရပါဗျာ ပြန်ပြူကျေးရွာအကျံဖယ်စစ်နှင်ခံရမှုမှာဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALB ALA တပ်ဖွဲ့ဝင်တွေပါဝင်ပြီးစစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုမှာရခိုင်တိုင်းဒေသအချင်းချင်း ALB တပ်ဖွဲ့ဝင်တွေပါဝင်တပ်ဖြတ်ခဲ့လို့သတင်းမြစ်တွေကအတည်ပြုပြောဆိုထားပါတယ်။ပြန်ပြူကျေးရွာကိုပြေးခဲ့တဲ့နှစ်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ဆစ်ဆဲခဲ့ပြီးဝင်လာတိုင်းမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာရွာသားတွေကိုဒါဇင်နဲ့ချီဖမ်းဆီးခေါ်ဆောင်တပ်ဖြတ်မှုတွေလည်းရှိခဲ့ပါတယ်ရှင်။ ီတစ်ခါမှာတော့အကြက်ဘက်စစ်တရဲ့ဗမော်ခလရ236ကတက်တော်ဆယ်လီဗိုလ်ကြီးဟိမ့်မြက်စင်ဟာကချင်ပြည်နယ်တိုက်ပွဲအထက်မှာတည်ဆုံသွားခဲ့ပြီးနိုင်ရဲ့အခမ်းအနားကိုပြုတ်လောက်ရပဲတက်တိတ်ပုံတကြိုလိုက်တယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရောကရန်ကုန်ခေတ္တတရနာကိုပြပြပါရယ်မေလ10ရက်နေ့ကဗမော်မြို့နယ်တိုက်ပွဲအတွင်းမှာအကြက်ဘက်စစ်တပ်ကဗိုလ်ကြီးဟိမ့်မြက်စင်ဟာတည်ဆုံသွားခဲ့ရမယ်လေနေရာမှာပဲတိတ်တဆိတ်တကြိုခဲ့တာလည်းဖြစ်ပါရယ်တည်ဆုံသူတက်တော်ဆယ်လီဗိုလ်ကြီးဟိမ့်မြက်စင်ဟာ ဗမော်မြို့နယ်မန်ဝင်းကြီးမှာစစ်ကြောင်းထိုးရမှာတော်လန်တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားစဉ်မှာအခုလို သေဆုံးသွားခဲ့ရလဲဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တပ်အတွင်းမှာအရာရှိနဲ့စစ်တီတွေတည်ဆုံမှုကိုနိုင်ရင်ဖြစ်ကြကြပြက်ပြက်မလုပ်ခိုင်းပဲရှေ့တန်းမှာတည်ဆုံမှုကိုတက်တွင်းကြရင်သူမိသားစုကိုအတိမပေးပဲပျောက်ဆုံးဖြစ်စည်ရင်တင်တာတွေဖြစ်ပွားနေတယ်လို့လည်းသိရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်တနင်္သာရီဘက်ကိုတန်ဆက်ပေးကြပါရယ်ရခိုင်ပြည်နယ်တန်တွဲမြို့နယ်တောင်ကုတ်တန်တွဲလမ်းပိုင်းအနီးမှာအေအေနဲ့အကြက်ဖက်စစ်တပ်တို့ကြားတိုက်ပွဲဖြစ်ပါပြီးစစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေရန်တန်ပစ်ခတ်နေတယ်လို့ဒေသပြည်သူတွေကပြောပြပါရယ်ဇွန်လ2ရက်နေ့မနက်ပိုင်းအချိန်မှာတန်တွဲမြို့နယ်ကင်းမော်ရွာတစ်ဖက်ကန်တောင်ကုတ်တန်တွဲကားလမ်းပိုင်းနေရခိုင်တပ်တော်နဲ့အကြက်ဖက်စစ်တပ်တို့ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရှိရပါရယ် ထိတွေ့တိုက်ပွဲအတွင်းမှာအကြက်ဘက်စစ်သားတွေထိကဲ့သေဆုံးမှုရှိမရှိနဲ့အချိန်နဲ့အသေးစိတ်ကိုအတိမပြုနိုင်သေးဘူးလို့လည်းသိရှိရပါတယ်။ဒါ့အပြင်ဇွန်လ2ရက်နေ့ညနေ4နိုင်ကလည်းဂော့ရွာစွန်ကော့နဲ့စင်ကြက်အကြားတပ်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်လက်ကြီးလက်လက်ငယ်တွေနဲ့ရန်တန်ပစ်ခတ်နေရလို့လည်းသိရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်တန်တွဲမြို့မှာလက်ဆင့်ပြီးမရရှိတဲ့အတွက်ပြည်သူတွေရဲ့လူမှုဘဝအခြေအနေဟာဆိုးရွားနေပြီးဖုန်းတလုံးအသွင်းရင်ငွေကျပ်တထောင်နီးပါးပေးနေရလို့တန်တွဲဒေသခံပြည်သူတွေနဲ့ တန်တွဲဒေတာသတင်းမြင့်ဖြစ်တဲ့ဒေါ်ယာဝရီ community based news agency ကပြပြပါရယ်တန်တွဲမြို့နယ်ပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်တွေနဲ့တော်လန်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အချိန်ကနေစတင်ပြီးလက်စစ်မီးတွေပြတ်တောက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်အဲဒီနောက်တိုက်ပွဲတွေကြောင့်နေမြေတည်ငြိမ်မှုမရှိတော့ဘဲစစ်တပ်ကတန်တွဲမြို့ကိုပိတ်ဆို့ကာခုခံစစ်တွေပြင်ဆင်နေတယ်လို့လက်စစ်မီးရရှိရတဲ့အတွက်စစ်ကောင်စီကတစုံတရာလှုပ်ဆောင်ခြင်းမရှိတော့ဘူးလို့လည်းသိရှိရပါရယ် တန်တွဲဒေတာသတင်းမြစ်ဖြစ်တဲ့ဒါဝတီ Community Based News Agency ကပို့တန်တွဲမြို့မှာလက်စစ်မီးမရရှိတဲ့အတွက်ဘန်းလုပ်ငန်းဆေးရုံကခွဲစက်မှုဆက်ရလူနာတွေဖုန်းလိုင်းဆက်သွယ်ရေးအလွန်ခက်ခဲရတယ်လို့လည်းဆိုပါရတယ်။ဒါအပြင်တန်တွဲမြို့မှာဖုန်းအားသွင်းတာ ပါဝါဘန့်အာသွင်းနာအာသွင်းအသုံးပြုရတဲ့ဓာမီမီဒီစာတဲ့အာသွင်းဝန်ဆောင်မှုလုပ်ငန်းတွေပေါ်ထွန်းနေတဲ့ပြင်တမျိုးနယ်လုံးလှက်စစ်ပြီးပြက်နေတာကြောင့်အခကျင်းဝင်တဲ့ဝန်ဆောင်မှုပေးတဲ့လှက်စစ်အာသွင်းလုပ်ငန်းတွေပေါ်ပေါက်လာခဲ့လို့လည်းသိရှိရပါတယ်။တန်တွမ်းမြို့မှာမိဆက်တွေကိုနှိုးကဖော်ဝါအသွင်းဝန်ဆောင်မှုပေးရမှာဖုန်းတလုံးကိုကြက်900ကနေကြက်1000တောင်ဒီဈေးပေါက်နေတယ်လို့ပါဝါဘတ်တလုံးကိုလှက်စစ်တာတစ်ခါသွင်းရင်လည်းကြက်1000ပေးရလို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘောက်ကတော့ကင်းပြင်းနဲ့အာရှလက်မကြီးဘောက်ကတိုက်ပွဲတွေနဲ့သင်္ကန်းညီနောင်ကစစ်ကောင်စီရဲ့ viewer scan ကိုသိမ်းပိုင်နိုင်ခဲ့မှုမှာကင်းတော်လဲအောင်မြင်မှုအတွက်အမှတ်တင်ကြတာဖြစ်တဲ့အတွက်အမားမခံနိုင်ဘူးလို့ကင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကစေဦးစီမှုပထမတန်းဘုံမူးချုပ်တာမလာတော့ကသတိပေးပြောဆိုလိုက်ပါတယ်။အာရှလက်မကြီးဘောက KNL ဥဆောင်တဲ့စစ်ရေးလှုပ်ရှားမှုတွေကိုပန်ပိုးကူညီမဲ့ကမ်ပိန်း တောနောအစီအစဉ်မှာ KNL စီဥစည်းမှုပထမတန်းဘုံမှုချုပ်တံပလာတော့ကအထက်ပါတိုင်းတတိပေးလိုက်တာလည်းဖြစ်ပါတယ် KNL ဥဆောင်တဲ့တော်လိုင်းတက်တွေဟာ သင်ငန်းကြီးတောင်မှာရှိတဲ့စစ်ကောင်စီရဲ့အခြေချဗျူဟာစခန်းကိုတိုက်ပိုက်နိုင်ခဲ့ပြီးကင်းတော်လန်ရေးတမိုင်းတစ်လျှောက်လုံးမှာ120မမအမြောက်နှစ်လက်ကိုရရှိရတဲ့အောင်မြင်မှုမျိုးကိုရရှိခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒါကြောင့်ဂုံဦးစရာဖြစ်တယ်လို့စစ်ကောင်စီအနေနဲ့နိုင်ငံရေးအရတော်၎င်းစီးပွားရေးအရတော်၎င်းစေရေးအရတော်၎င်းကြီးမားစွာ အထိနာခဲ့တယ်လို့လည်းဆိုပါဗျ။စစ်ကောင်စီကသူတို့ရဲ့စေရေးမဟာဗျူဟာကို တော်လည်းထောက်ခံအားပေးသူတွေအာယုံမဆိုင်လာလေဖို့အတွက်သတင်းမှန်ချို့နဲ့မှွှင်းနှောက်ထားတဲ့လောက်ကျန်သတင်းတွေကိုဖန်တီးက စိတ်တဲ့စစ်စစ်ရေးကိုဒီဇိုင်းမမတ်လှုပ်ဆောင်ဖျက်ဝေနေတယ်လို့လဲဘုံမူးချုပ်တာမလာတော့ကဆိုထားပါဗျ။ရန်သူရဲ့လှုပ်ကြံသတင်းတွေမှာစီမျောမနေပဲဆက်အာနာရှင်ကြဆုံရေးတွေမဟာဗျူဟာနဲ့နီးဗျူဟာရေးဆွဲထားတယ်လို့လဲဆိုထားပါဗျ။ဒါအပြင်စည်ရင်းနဲ့အုတ်ချုပ်ရေးဟန်ချက်ညီညီတွားရန်စီမံချက်ချမှတ်ထားပြီးဖြစ်တယ်လို့တိုက်ခိုက်သိမ့်ပတ်ရရှိထားတဲ့အာနာလေဟာနယ်ကိုဖြည့်တင်းဖို့အတွက်လဲစီမံချက်ရေးဆွဲထားတယ်လို့လဲဆိုထားပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။